ချက်တော်တော်ချင်းတမမိတ်ဆေပေါင်းတို့မင်္ဂလာပါမင်္ဂလာနေ့ရက်တိလေးဖြစ်ပါစေမင်္ဂလာရှိတဲ့တကယ်ကောင်းမြတ်တဲ့နေ့ရက်တိမှာသင်တို့အားလုံးဆေရောကိုပါရှင်လန်းချမ်းမြေ့ပြီးတော့ဖရာကောင်းကြီးတိတ်ကိုအမြဲခံစားရပါစေမိတ်ဆေပေါင်းတို့ဒီနေ့မှာလည်းပဲအဓိကရွေးချယ်ထားတဲ့ကောင်းစဉ်လေးကတော့အဘယ်ဆန်နဲ့လူတို့ရဲ့အသက်တာကိုတရားစီရင်မလဲဖရာသခင်ရဲ့တရားစီရင်ခြင်းမှာဆန်ဆိုတာရှိတယ်အဲ့ဒီဘယ်အဘယ်ဆန်နဲ့လူတို့ရဲ့အသက်တာကိုဖရာကတရားစီရင်မလဲနော် ဒါကြတဲ့တရားစီရင်ခြင်းတရားစီရင်ခြင်းဆိုတော့ကျွန်တော်ကြားနေကြရတယ်။ဒါဘုရားသခင်ကဘယ်လိုဘယ်လိုမျိုးတရားစီရင်မလဲကျွန်တော်ပေါ်မှာ။နော်ဘုရားသခင်ကသူ့ရဲ့သားသမီးတွေကိုတဲပြီးတော့အကျွမ်းမဲ့နဲ့ချစ်တဲ့ဘုရားဖြစ်တယ်။ဘုရားရဲ့ချစ်ခြင်းမေတ္တာကအကျွမ်းမဲ့ပါပဲမိတ်ဆွေပေါင်းတို့။ဒါကြောင့်ဘုရားသခင်ရဲ့ကျေးဇူးတော်ကျေးဇူးတော်ဆိုတာသင်တို့ကတော့ရှင် လုံးဝမထိုက်မတန်တော်ညာလည်းပဲဘုရားကကျွန်တော်ကိုအကျွမ်းမဲ့ပေးခဲ့တာဖြစ်တယ်။ဒါရင်းနေကျွန်တော်ကကျွန်တော်ရဲ့အတ္တကဘုရားရဲ့ကျေးဇူးတော်နဲ့ထိုက်တန်ဖို့ ဘုရားရဲ့ကယ်တင်ရေးစုကျေးဇူးနဲ့ထိုက်တန်ဖို့ဘုရားပေးတဲ့ထာဝရအသက်နဲ့ထိုက်တန်ဖို့ဒီနေ့ကျွန်တော်ကဘယ်လိုအသက်ရှင်ကြမလဲအဲ့လိုမျိုးအသက်မရှင်ဘူးဆိုတော့ကျွန်တော်ရဲ့အသက်တာမှာဘုရားကိုစန့်ကျင်ဘက်ပြုတ်ပြီးတော့ကျွန်တော်အသက်ရှင်ကြမယ်ဆိုရင်တော့ကျွန်တော်မှတို့ရှင်တော့ဘုရားသခင်ကလည်းပဲကျွန်တော်ကိုတနေ့ကျရင်တရားစီရင်မှာဖြစ်တယ်တရားစီရင်တဲ့ခါမှာအဘယ်အရာကိုစံထားပြီးတော့တရားစီရင်မလဲဒီချင်းရကိုကျွန်တော်၄လာကြမယ်ဒါရှင်ရကုတ်ခိုင်းနှစ်ပိုင်းငယ်၁၀ဆနစ်ကိုကြည့်တဲ့ခါမှာ အဘယ်တို့နည်းဟုမကပညတ်တရားအလုံးစုံတို့သို့စောက်လျှောက်သည်တွင်တစုံတစ်ခု၌မှားမိလျင်ပညတ်တရားအလုံးစုံကိုလိုကျူးသောအပြစ်ရှိ။သူမယားကို မပြစ်မားနှင့်ဟုပညတ်တော်မူသောသူကလူအသက်ကိုမတတ်နှင့်ဟုပညတ်တော်မူသေး၏။သောပြည့်ရဲ့တင်းသည်သူမယားကိုမပြစ်မားဘဲနေတော်လဲ။သူရဲ့အသက်ကိုတတ်လျင်ပညတ်တရားကိုလိုကျူးသောသူဖြစ်၏။လူချင်းတရားအတိုင်းစီရင်ခြင်းကိုခံရလက်တန့်သောသူကဲ့သို့ စကားပြောခြင်းအမှုပြုခြင်းကိုစီရင်ကြလောเนาะစကားပြောခြင်းအမှုပြုခြင်းကိုစီရင်ကြလောတဲ့ဒီမှာကြည့်လိုက်တဲ့အခါမှာဆိုရှင်ကျွန်တော်ပညာတရားအလုံးစုံတို့ကိုစောင့်ရှောက်ရမှာတဲ့တစုံတစ်ခုတော့ပညာချက်ကို မှားမယ်ဆိုရင်တဲ့ဘယ်လိုဖော်ပြလဲဆိုတော့ပညာတရားအလုံးစုံကိုလုံကျူးတော့အပြစ်ရှိတယ်တဲ့เนาะလုံကျူးတော့အပြစ်ရှိတယ်သူများသားမယားကိုမပြမားနဲ့လို့ပြောတဲ့အခါမှာဆိုရှင်ကျွန်တော်ကဆိုရှင်သူ သားများကိုတော့မပြစ်ဖက်မှာပဲနဲ့သူများအသက်ကိုတတ်တယ်ဆိုရင်လည်းပဲဒါလည်းပဲလူကျူးခြင်းပဲနော်ဒါကြောင့်ပညတ်တရားတပါးပါးကိုဖောက်တယ်ဆိုတာနဲ့ဒါပညတ်တရားအလုံးစုံကိုလွန်ကျူးလိုက်တာနဲ့အတူတူပါပဲတဲ့နော်ဒီနေ့တမန်ကျမ်းစာကဖော်ပြတာလေဒါဆိုရှင်ကျွန်တော်ကဆိုရှင်တော့ကျွန်တော်ရဲ့အသက်တာမလို့ရှင်တရားစီရင်ဘယ်လိုနည်းအဖြစ်တရားစီရင်မလဲဆိုတော့ဒီနေ့ဘုရားရဲ့အလိုတော်ကိုမလိုက်လျှောက်ဖဲနဲ့ကျွန်တော်ကအသက်ရှင်မိမယ်ဆိုရင်ဒီနေ့ကြာရင်ဒီပညတ်တော်တရားအောက်မှာကျွန်တော်က တရားစီရင်ခြင်းခံရမယ်ဆိုတာကိုတမန်ကျမ်းစာကအတိအလင်းဖော်ပြထားပါတယ်။နောက်ဘုရားသခင်ရဲ့တရားစီရင်ခြင်းကိုကြည့်လိုက်တဲ့အခါမှာကျွန်တော်နှုတ်ကပတော်ရဲ့ဖော်ပြချက်ကိုကြည့်လိုက်တဲ့အခါမှာနော်ဒီကျွန်တော်အားလုံးကဒီနေ့ကြာရင်ပညတ်တော်၁၀ပါးရဲ့ရှေ့မောက်မှာကျွန်တော်ကမှတ်တပ်ရရမှာဖြစ်တယ်နော်ပညတ်တော်၁၀ပါးရဲ့ရှေ့မောက်မှာကျွန်တော်မှတ်တပ်ရပြီးတော့ဘုရားရဲ့တရားပလင်ရှေ့မောက်မှာဆိုရှင်အကျွန်တော်ကဆိုရှင်ဒီပညတ်တော်ထဲမှာဘုရားရဲ့အလိုတော်ကိုမလိုက်လျှောက်တဲ့အပိုင်းဘယ်အရာကိုပြုတ်ခဲ့တယ်လဲဆိုတာကိုယနေ့ ကျွန်တော်ကိုယ်တိုင်ကပြန်လဲပြီးတော့ TV ဖန်စားပြင်မှာကြည့်ရှုရတယ်လို့မျိုးကျွန်တော်ရဲ့ဇက်ကောင်ဘက်မှာကျွန်တော်လှုပ်ရှားခဲ့တဲ့အရာတွေပြန်ကြည့်ရမှာဖြစ်တယ်နော်အဲ့ဒီချိန်ကြားမှာကျွန်တော်ကဖရာသခင်ရဲ့ထာဝရအသက်နဲ့မသက်ဆိုင်ဘူးဖရာရဲ့နိုင်ငံတော်နဲ့မဝင်ဆန့်ဘူးဖရာသခင်ရဲ့နိုင်ငံတော်သားမဖြစ်ဘူးဆိုတာကိုကျွန်တော်ကိုယ်တိုင်ကတကယ်ပဲဖရာသခင်ကတရားကြောင်းကိုကျွန်တော်ကဝန်ခံပြီးတော့ကျွန်တော်ကအပေကံဘဝကိုကျွန်တော်ကရင်ဆိုင်ရမှာဖြစ်တယ်ဒီတော့ဒီနေ့ကျွန်တော်ရတက်တာမှာတို့ရှင့် အဘယ်တော့နေဟုမကပညာတရားအလုံးစုံတို့ကိုစောက်ရှောက်သည်တွင်တစုံတစ်ခု၌မှားမိလျင်ပညာတရားအလုံးစုံကိုလွန်ကျူးသောအဖြစ်ရှိ၏။သူများကို မပြမားနေဟုပညာတော်မူသောသူကလူအသက်ကိုမတတ်နေဟုပညာတော်မူသည်၏။သို့ဖြစ်၍သင်သည်သူများကိုမပြမားဘဲနေတော်လေ။လူအသက်ကိုတတ်လျင်ပညာတရားကိုလွန်ကျူးသောသူဖြစ်၏။လွတ်ချင်းတရားအတိုင်းစီရင်ခြင်းကိုခံရလက်တန့်သောသူကဲ့သို့ စကားပြောခြင်းအမှုပြုခြင်းကိုစီရင်ကြလောနော်ဒါကြောင့်ဒီနေ့ကျွန်တော်ဘာပဲလှုပ်လို့ကျွန်တော်စကားကပဲကျွန်တော်ကစကားပြောခြင်းကျွန်တော်ရဲ့လှုပ်လိုက်တဲ့ကိုမှုကိုရအားလုံးဒီအရာတွေအားလုံးကိုကျွန်တော်ပါလို့တယ်ကျွန်တော်ကိုယ်တိုင်ကစီရင်ရမယ်နော်စင်ကျင်ရမှာဖြစ်တယ်အဲ့တို့ကြောင့်ဒီနေ့မှာဆိုရှင်ကျွန်တော်ရဲ့အသက်တာမှာဆိုရှင်တော့ဖခင်ကကျွန်တော်ကိုအသက်ပြပိုင်ရှင်ဖခင်ဖြစ်တယ်ဖခင်ကကျွန်တော်ကိုချစ်တဲ့ဖခင်ဖြစ်တယ်ကျွန်တော်ကိုချစ်တဲ့ဖခင်ကကျွန်တော်ကိုလည်းပဲဥပိ္ပခာမပြုတ်ထားဘူးဆိုတာကိုတွေ့ရတယ် သူ့ရဲ့သားသမီးတွေကသူ့ရဲ့အလိုတော်ကိုလိုက်လျှောက်ပြီးတော့သူ့ရဲ့အလိုကြလောကရဲ့အလယ်မှာအသက်ရှင်ဖို့ရတယ်ဘုရားကလိုလားတော်မူတယ်ဘုရားဖြစ်တယ်။ဒါတော့ဘုရားသခင်ရဲ့ပညတ်တော်တွေပေါ်မှာသခင်ယေရှုရဲ့သဘောထားကဘယ်လိုရှိသေးသလဲ။ကျွန်တော်ကြည့်လိုက်တဲ့အခါမှာရှောင်းခရစ်မဲခိုင်း15ပိုင်းငယ်10ကိုကြည့်တဲ့အခါမှာငါသည်ငါခမဲတော်ဤပညတ်တော်တို့ကိုစောက်ရှောက်၏ခမဲတော်ဤမေတ္တာ၌တည်နေတဲ့ကဲ့သို့သင်တို့သည်ငါပညတ်တော်ကိုစောက်ရှောက်လေငါမေတ္တာ၌တည်နေကြလိမ့်မယ်နော် သခင်ယေရှုရဲ့မေတ္တာကအကျွေးမဲ့ပဲလေဟုတ်တယ်မလားသူ့ရဲ့ဘုရားစာတိကိုဆွန့်လွတ်ပြီးတော့လူစာတိကိုလာခံယူတယ်ကျွန်တော်တို့အတွက်သွေးတွေချွေးတွေအသက်တွေပေးဆက်ခဲ့တယ်နော်ဒါကသူကတော့ရှင်အကျွေးမဲ့ကျွန်တော်ပေါ်မှာချစ်ခဲ့တဲ့ချစ်ချင်းမေတ္တာဖြစ်တယ်ဒါကြောင့်ယေရှုခရစ်တော်ရဲ့မေတ္တာ၌ကျွန်တော်ကတည်နေဖို့ရန်တွေ့ဘာလို့ရမလဲသခင်ယေရှုကလည်းသင်တို့ဒီငါပညာတို့ကိုစောက်ရှောက်ရမယ်နော်ဒါတွေခရစ်တော်ကလည်းပဲဒီကမ္ဘာလောကကိုလာပြီးတော့သူ့အနေနဲ့လူစားတိလာခံယူတဲ့ခါမှာ ခမဲတော်ဘုရားသခင်ရဲ့အလိုတော်တိုင်းသူလုံးဝလိုက်လျှောက်ခဲ့တယ်။ခမဲတော်ဘုရားသခင်ရဲ့ပညာတော်တွေကိုသူကစောက်လျှောက်ခဲ့တယ်။သူကိုယ်တိုင်ငါတကောကောပြီးတော့သူကိုယ်တိုင်ကဘာမှမလုပ်ဘူး။နော်။သူကိုယ်တိုင်ဘာမှမလုပ်ဘူး။ဘုရားအလိုကြသူ အသက်ရှင်ခဲ့တယ်။ဒီလိုပဲတဲ့နော်။ခမဲတော်၌မစ်ခမဲတော်ဤမေတ္တာ၌တည်နေတကယ်တော့သင်တို့သည်တဲ့။ယေရှုကဘာပြောတာလဲ။တဲ့တော့ဒီလိုပြောတဲ့အခါမှာချစ်တဲ့မိတ်ဆွေတင့်ကိုပြောနေတာဖြစ်တယ်ကျွန်တော်ကိုပြောနေတာဖြစ်တယ်ဒါကြောင့်တင်နဲ့ကျွန်တော်တို့ကဆိုရှင်တော့ ယေရှုခရစ်တော်ရဲ့ပညာတော်တွေကိုစောင့်ရှောက်မယ်ဆိုရင်ခရစ်တော်ကလည်းသင်တို့ဒီငါပညာတော်ကိုစောင့်ရှောက်လေသင်တို့ကငါရဲ့ပညာတော်တွေငါစကားကိုနားထောင်မယ်ဆိုရင်တဲ့နော်ငါမေတ္တာ၌တည်နေကြလိမ့်မယ်သူပေးတဲ့အသက်ကိုရမှာဖြစ်တယ်နော်သူကကျွန်တော်တို့ပေးတာကရိုးရိုးအသက်ပေးတာမဟုတ်ဘူးနော်ခရစ်တော်ယေရှုလာရောက်ပြီးတော့ပေးဆက်ခဲ့တယ်ရွေးချယ်ခဲ့တယ်ကျွန်တော်တို့အတွက်အကျွေးမဲ့ပေးခဲ့တဲ့အသက်က ရောင်းလို့ဝယ်လို့မရတဲ့တံပိုးဖြတ်လို့မရနိုင်တဲ့ထာဝရသက်ကိုပေးတာဖြစ်တယ်။ဒါကြောင့်ကိုတော်ပေးတဲ့ထာဝရသက်ကိုရဖို့ရအတွက်ကျွန်တော်ကတော့ရှင်ကိုတော် night တည်နေဖို့ရည်ကြည်တယ်။ကိုတော် night တည်နေဖို့ရအတွက်ကကျွန်တော်ကိုတော်ရဲ့စကားကိုနားထောင်ဖို့ဖြစ်တယ်။ကိုတော်စကားကိုနားထောင်ဖို့ရအတွက်ကတော့ကိုတော်ရဲ့ပညတ်တော်တွေကိုကျွန်တော်စောက်ရှောက်ဖို့ဖြစ်တယ်။လိုက်နာဖို့ဖြစ်တယ်။ဒါကြောင့်ခရစ်တော်ယေရှုကကျွန်တော်ကိုတေချာမိမောင်းထိုးပြပြောခဲ့တဲ့အရာကတော့ သင်တို့ဒီငါပညာတို့ကိုစောက်ရှောက်လျင်ငါမေတ္တာ၌တည်နေကြလိမ့်မယ်သူ့ရဲ့မေတ္တာကကျွန်တော်တို့ကိုလောကမှာထားဖို့မပဲနဲ့သူ့ရဲ့မေတ္တာကသူနဲ့အတူကောင်းကင်နိုင်ငံတော်သူပြင်ဆင်ထားတဲ့သာဝရနိုင်ငံတော်ရွှေမြို့တော်မှာအတူတကွနေဖို့စံမြန်းဖို့ဖြစ်တယ်။သူပေးမဲ့ညာကအကျွေးမဲ့သာဝရအသက်ဖြစ်တယ်။ဒါကြောင့်ဒီသာဝရအသက်ကိုကျွန်တော်ရဖို့ရန်အတွက် က ခရစ်တော် night တည်နေဖို့ဖြစ်တယ်ခရစ်တော် night တည်နေဖို့ရန်အတွက်ခရစ်တော်စကားကိုနားထောင်ဖို့ဖြစ်တယ်ခရစ်တော်စကားကိုနားထောင်ပြီးတော့ခရစ်တော်ရဲ့အလိုကြကျွန်တော်အားလုံးက live shop ပြီးတော့အသက်ရှင်ဖို့ရန်အတွက်အလုံးမပင်ရည်ကြည်တယ်ဒါဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဘုရားသခင်ရဲ့ပြည့်ညတ်တော်ယေရှုရဲ့သဘောထားကဘလို့ရှိတယ်လဲသခင်ယေရှုရဲ့သဘောထားကကျွန်တော်ပေါ်မှာဘာလို့နေစေခြင်းနဲ့လဲဘလို့သွားစေခြင်းနဲ့လဲဘလို့အသက်ရှင်စေခြင်းနဲ့လဲဘလို့မျိုးအသက်တာကိုတိဆောက်စေခြင်းနဲ့ဆိုတာကိုဒီနေ့ကိုရောဘုရားသခင်ရဲ့သဘောထားကိုကျွန်တော်နားလေသဘောပေါက်ပြီးတော့ ကျွန်တော်ကိုယ်တိုင်ကဘုရားရဲ့အလိုတော်တိုင်းအသက်တာကိုရှင်သန်သွားလာနိုင်တဲ့ဘုရားရဲ့သားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုလိုက်ပါရစေ။ချစ်တဲ့မိတ်ဆွေများအားလုံးကိုဖျက်ကောင်းချီးချပေးပါစေ။